ာပါဆိုတော့ဒီဟာရပတ်ဆန်လုပ်ပေးနေကြပါတော့အဲ separation terror remake ဖြစ်ပါတယ်ဆိုတော့ကိုတို့ကဒါစိတ်ဆင်မပြေဘူးပြောကြတော့ကိုနဲ့အဲကြိုက်မယ်လို့ထင်ပါတော့ကိုတို့လူခံစားရင်တော့ဝင်ကြည့်လို့ရပါတယ်ဆိုတော့ဒါကတော့အခုချိန်မှာတော့ဒါငလင်ကြောင်းမလို့ပါတော့နိုင်ငံကလည်းအဆင်မပြေတဲ့အချိန်မှာနည်းလေးပေါ့ကိုတို့ကစိတ်ကိုတော့အဓိကကောင်းအောင်ပါတော့ကိုစိတ်ကိုကောင်းအောင်ထားဖို့တော့အရေးကြီးရယ်စိတ်ကကြသွားလို့တော့မဖြစ်ဘူးပါတော့အဲ့တော့ဘာဖြစ်ဖြစ်အာရှေ့ဆက်သွားမယ်ရှေ့ဆက်လောက်ရမယ်ဒီလိုပဲစဉ်းစားတာပါတော့အဲ့တော့မလို့ပြပြအောင်လဲဆိုတော့အရန်ကြီး အဲ့တော့ကျွန်တော်တို့အတိတ်မှာပြိမိနေလို့တော့မရဘူးเนาะအဲ့တော့ရှေ့ကိုဘယ်လိုမျိုးစရမလဲပြီးလက်ရှိချိန်မှာဘယ်လိုကောင်းတာတွေလုပ်ရမလဲဆိုတော့ပဲအစဉ်းစားရမယ်ပေါ့เนาะအဲ့တော့အာတေချာလေးပေါ့เนาะဒါတေချာလေးကိုစိတ်ကိုမြင့်တင်ထားဖို့လိုအပ်ပါတယ်ဆိုတော့အရင်ကြီးဟိုစိတ်သက်တည်မကြပဲနဲ့ဟိုရှေ့ဆက်ပကူဘာမှလုံးလို့မရအောင်စိတ်သက်ကြနေတော့မကောင်းဘူးပေါ့เนาะအဲ့တော့ကိုစိတ်ကိုအမြန်မြင့်တင်မယ်ပြီးကြတော့ကိုပုံမှန်လုပ်နေကြတိုင်းပေါ့เนาะအဲ့တော့အသားကြောင်လို့ပြန်နေမယ်ပြေကြတော့ပို့ပြီးရောပေါ့နော်ကိုလှုပ်ရှားရှိရဲ့အရာလေးတွေကိုကုညီပေးရှားတွေကိုလှုပ်ရှားတွေကိုလှူရှားတွေအများကြီးပို့ပေါ့နော်အဲ့တော့ဟို ဆိုတော့အခုပြတဲ့ကိစ္စတော့နည်းပါတော့ဟိုတော်တော်လေးထိခိုက်မှုတွေအများများတဲ့ခါကျတော့ပြန်လည်ထူထောင်ဖို့ကတော်တော်လေးအချိန်ကြာမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့အားလုံးကုညီရန်ပြင်းပြီးတော့အဲစစ်ဆက်မယ်ဆိုရင်တော့ဒါအကောင်းဆုံးဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့တက်နိုင်တဲ့လူတွေကလည်းတက်နိုင်တဲ့လူမျိုးပေါ့နော်လူဒါနာတွေအပြုတ်နိုင်ကြဖို့ပေါ့အားလုံးကိုအမြစ်တိုက်ခံပါတယ် အဲ့တော့ဟုတ်ကဲ့ပါအဲ့တော့ပေါ့နော်ဒီမှာတော့ကျွန်တော်ဒီအပတ်ရဲ့ energy ကတော့ကျွန်တော်8 channel energy ရပါတော့အဲ့တော့ AO က8ဖို့ပေါ့မှဒီချိန်မှာတော့ဟိုအိတ်မပြောတာမျိုးရှိကောင်းရှိတယ်မညာဘက်တွေပါဆိုအိတ်မပြောတာမျိုးတခုဆိုဟိုစဉ်းစားဒီစဉ်းစားနဲ့အဖြစ်ကောင်းဖြစ်နေနိုင်တယ်ပေါ့နော်အဲ့တော့အချိန်တွေရလည်းမကောင်းတဲ့ခါကျတော့အဲ့တော့အဓိကတော့အလိုအေးလေးနည်းနည်းလေးဝအောင်လို့အိတ်ပေါ့နော်အနေစိတ်မချတဲ့နေရာတွေမှာဆိုလို့ရှင်လည်းဒါဟိုအိမ်ကနေပြီးတော့မာယာယီတဲလေးတွေပေါ့နော်ယာယီလှုပ်ထားတဲ့ယာလေးမှာအဲတဲလေးထိုးပြီးရဖြစ်ဖြစ်နေရာလေးဖန်တီးပါဖြစ်ဖြစ် ိုဆင်းမိနေဖို့ပေါ့နော်ဆိုတော့ဒါတော့ပို့ပြီးတော့ကိုတို့အဆင်ပြေလိမ့်မယ်ဆိုတော့ဟိုမှတလားနှစ်လားလောက်ကတော့အဲ့လိုမျိုးပဲနေရမှထင်တယ်ပေါ့နော်အဲ့နည်းလေး safe ဖြစ်အောင်လို့ပေါ့နော်ဒီလိုပုံစံမျိုးလေးပေါ့တော့ဒါတော့အချို့တက်တိနားလေလွေလေလိုက်ပြီးတည်ပေးတာမျိုးကြီးလိုက်စော်ဩတာမျိုးကြီးလေရှိကောင်းရှိလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတည့်ရလူတွေတက်တဲ့လူတွေရဲ့ဒါစကားရင်းနားထောင်ပြီးတော့တခြားလေးတို့ပြောရတဲ့အတိုင်းပဲလိုက်ပြီးလုပ်ရအောင်အဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်တတိဆိုတော့ဟိုပိုရမရှိဘူးပေါ့နော် အဲ့လိုလိုပိုပိုလေးပေါ့အများတန်းအမြဲတမ်းထားရင်တော့အကောင်းဆုံးပဲအသေးသတိရှိနေရင်ပိုဆင်ပြေးလိမ့်မယ်ပေါ့ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီမှာပေါ့နော်ဒီ pipe energy ကတော့ဆိုတော့ဒီမှာတော့ emotion ကအရင်များတယ် emotion နဲ့ဖြစ်တဲ့လူမျိုးပြောကြတော့ကိုယ်စိတ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာမှာအလိုအတက်ကြအနေမြင့်နေဖြစ်နေရမျိုးတွေ့ရတယ်။ဆိုတော့ဖျားတရားတော့လုံနေရတယ်။ဒါပေမဲ့ခါကြလို့ရှိရင်စိတ်ကဆက်ပြီးတော့ဒေါသထွက်လိုက်။ဘယ်ဟာဒေါသထွက်လို့ထမမသိအဲ့လိုပေါ့နော်။အနေလေးစိတ်ဆက်ပြီးတော့အလို မအေးတော့အေးချမ်းကျင်တယ်ဒါပေမဲ့မအေးချမ်းဆိုတဲ့ပုံစံမျိုးလေးဖြစ်နေရပါတော့เนาะဆိုတော့ဒီမှာတော့ကိုယ့်အတွက်တော့ဟိုအတိကတော့အလိုကိုယ့်အတွက်တောက်စစ်ဖြစ်စေရာကိုယ့်အဆင်မပြေစေရာအဲဒါတွေအကုန်လုံးဆုံးဖြစ်ဖို့အဲဆွန့်ထုတ်ပြဖို့လိုအပ်တယ်ပေါ့နော်။အားကြောင့်ရှင်ကျွန်တော်တို့ကအလိုကိုယ့်မကောင်းတာ ပြောရလူတွေကိုမကောင်းလုပ်တဲ့လူတွေကိုပုံမကောင်းဖြစ်စေတဲ့လူတွေပုံမှာဟိုအရင်ကြီးအာရုံရမ်းထားတာများတယ်ဆိုတော့အဲ့လိုမျိုးအာရုံမထားနဲ့လုံးဝဖျက်ဆိုင်ချက်ဖျက်တော့ပေါ့နော်လှုပ်ဆက်ချက်လှုပ်လိုက်ရင်တော့ပို့ပြီးတော့ကိုတို့ကအဆင်ပြေလိမ့်မယ်ပေါ့အဲ့တော့ကိုတို့ကဒီချိန်မှာတော့ကောင်းတာတွေရောဆိုးတာတွေရောအများကြီးဖြစ်ကောင်းဖြစ်နေတယ်ဒါပေမဲ့ရှေ့မှာတော့ဒါကိုဆက်ပြီးစူးစမ်းရင်စူးစမ်းလို့မျိုးပေါ့နော်ကိုတို့ကအဆင်ပြေမှုလေးရောက်လာလိမ့်မယ်အဲ့တော့ကိုကစိတ်ကိုငြိမ်းချအောင်ထားဖို့ရည်ကြီးရဲ့အဲ့တော့ဘယ်ဟာကိုနှောက်ချက်စိတ်နှောက်ချက်ဖြစ်စီလဲဒါတွေကတော့ရှင်းထုတ်ပြပေါ့နော်ဆိုတော့ကိုကိုရိုင်းကဟို တေချာလေးပေါ့ကိုယ့်ရဲ့စိတ်ကိုကိုနားလည်မယ်ဆိုရင်တော့ပို့ပြီးကောင်းလိမ့်မယ်ပေါ့နော်အဲဒါ spiritual ဘိုင်းဒါပေမဲ့ဗုဒ္ဓဘာသာဆိုလို့ရှိရင်လည်းဘာသာရေးဘိုင်းပေါ့နော်အဲတော့ကိုယ်နဲ့ဆိုင်ရဆိုင်ရဘာသာရေးလို့ရင်တော့ကိုယ့်စိတ်ကိုပို့ပြီးညင်ကြအောင်ထားဖို့တော့အဲလိုအပ်တယ်ပေါ့ဒီမှာတော့အဲ့လိုလေးမြင်တယ်ပြီးတော့ကြတော့ဟိုအနေပေါ့နော်ကိုယ့်စိတ်ကိုအေးကြအောင်ထားဖို့နော်အဲတော့ move on လုပ်နိုင်မှုကြိုးစားတခုမှသွားပြီးပိတ်မိနေရမျိုးလေးရှိရချို့တော့ကလေ အဲ့ဒါဒီ separation ဒီတစ်ဖက်လူပုံမှာမယ်ဒီမဟုတ်တချို့လူကြတော့လူခုပေါ့နော်ကိစ္စကခုကတော့ပြီးတော့ပိတ်မိနေရမျိုးတွေအဲ့နေရာနေပြီးတော့ယုံထွက်လို့မရတဲ့မျိုးလေးရှိနေပါတော့အဲ့ဒါမျိုးလေးကိုတို့က agent စီတဲ့ယာလေးစပြီးတော့လုပ်ကြည့်ဖို့ပေါ့နော်ကိုတို့က agent ယာကိုပဲကိုဖန်တီးဖို့တော့လိုအပ်ပါတယ်ကိုပြောချင်မို့ကိုကိုတိုင်းဖန်တီးရင်တော့အကောင်းဆုံးပဲပေါ့နော်အဲ့တော့ဒါတော့ဒီဘက်တော့ energy လေးပေါ့ကိုတို့ကအရှိမတော့ကောင်းတဲ့ယာလေးစောင့်ကြည့်နေရလို့ပြောချင်ပါတယ်ဆိုတော့တစ်ဖက်လူ energy ပေါ့နော်ဒီမှာသူတို့ energy ကတော့ဘယ်လိုမျိုးပေါ့နော်ကိုကို ကိုယ်ကိုဆက်သွယ်ခြင်းနဲ့ဆိုရ energy ရောရှိရယ်ကိုယ်ပေါ်မှာဒါသူတန်ဆန်းခြင်းလည်းရှိရယ်ကိုယ်ပေါ်လည်းတကယ်ချစ်တယ်ပေါ့နော်ညပုံစံမျိုးမြင်တယ်ဆိုတော့နေ့ကြာမှာထူးခြားတဲ့အရာမျိုးတို့ခံစားမိရယ်ပြီးတော့ကိုယ်ပေါ်မှာလည်းလို့ပေါ့နော်ဟိုဘယ်လိုပြောပြရမလဲဟိုပြန်ပြီးဆက်သွယ်လိုက်ရင်ကောင်းမလားတည်မလားပြန်ပြီးတော့စကားပြောလိုက်ကောင်းမလားအရင်လိုပြန်ဖြစ်ရင်ကောင်းမလားအဲ့လိုမျိုးလေးတွေးတော့ရှိရပါတော့ဒါပေမဲ့လည်းဟိုတွက်သူပေါ့ဟိုအားအဆင်ပြေပါဦးလေးအဆင်ပြေလောက်ပါဦးလေးဆိုပြီးတော့ပဲဒီလိုပေါ့ကိုလာခေါ်ပလုံးလိုက်အဲ့လိုပေါ့ အတွက်သူလဲနေတာပေါ့နော်သူ energy ကနည်းလေးလဲနေတဲ့ energy ဖြစ်တယ်ပြီးတော့နည်းနည်းလမ်းပြောက်တယ်သူ့အတွက်ပေါ့နော်ဒီမှာတော့သူငွေကြေးဘက်ကပိုဦးစားပေးရယ်ပတ်စံရမ်းရှာစိတ်ပေါ်ရယ်ပတ်စံပတ်စံပတ်စံဆိုပြီးတော့ဒီပတ်စံတွေပဲဒါပြုပြဲပြီးတော့ရှာနေလိမ့်မယ်ပေါ့နော်ပြီးတော့ကြာချို့ညာမှာကြာသူလမ်းပြောက်တာမျိုးခံစားရတယ်ပေါ့သူ့အတွက်ကဟိုအထီးကျန်တာလိုတယောက်တည်းဖြစ်တဲ့ energy အဲ့လိုခံစားမှုမျိုးပေါ့နော်အဲ့လိုချိန်နေဆိုတော့ကိုပို့ပြီးတော့တတိယရယ်ဆိုရဲအဲဒီမှာခံစားချက်လေးကိုတွေ့ရပေါ့ ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ဒါသူတို့ရဲ့ energy ပါနော် loss in မှာတော့မကူနဲ့ပြန်ဆုံမို့တော့သူ energy ရောရှိရဲ့ကိုယ်ကိုလည်းပြန်ပြီးဆက်သွယ်ခြင်းနဲ့ဆိုတော့ energy ရောရှိရဲ့အဲ့တော့ကြောင့်မလို့လည်းဒါ reunion energy ကိုတော့နည်းနည်းမျောလင်းလို့ရတယ်မလာခင်မလာခင်နဲ့မကြခင်ဒီ3လလအတွင်းမှာပေါ့နော်အဲ့လိုလေးတော့မျောလင်းလို့ရပါတယ်ဒါပေမဲ့ခုပြောချင်တာကျတော့ဘယ်ရာမှာပေါ့နော်အဲ့လိုမျောလင်းခြင်းနဲ့အရင်ထားနေကြမလို့ကိုယ် ခုပုံစံတန်လေးပဲကိုနေမယ်ကိုကိုကိုပဲ queue ဆိုက်ပြီးတော့မှကို့အတွက်ပဲကိုကြည့်မယ်ဆိုတော့ပိုအဆင်ပြေလိမ့်မယ်ပေါ့နော်ဒါတခုခုပေါ်တော့ပြီးမျောလင်းတာဆောင်စားဆိုလို့ချင်းကို့အတွက်ပိုပြီးချိန်နေကြစေရပေါ့နော်ဒါလေးတော့မှတ်ကြပါတယ်ကျတော့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့အင်ဂျင်မတ်စိတ်ကိုပြောရမယ်ဆိုရင်တော့အဲ့တော့မေးခွန်းချင်မေးတာပေါ့နော်ကျွန်တော်ဆုံးမပြောပြပါမယ်ဆိုတော့ ဒါမှ universal message နဲ့ရင်ဆမယ်ဆိုရင် happiness is my birth right ပေါ့နော်အဲ့တော့ဒီပျော်ရွှင်မှုဆိုတာကိုယ့်ရဲ့မိုးရပါပေါ့လူတိုင်းကပျော်ရွှင်မှုနဲ့ထိုက်တန်တယ်လူတိုင်းဒီပျော်ရွှင်ခြင်းနဲ့ထိုက်တန်တယ်ပေါ့နော်လူ့ဘဝတွေကိုဒါငိုပြီးဝင်လာတယ်ဆိုပေမဲ့လည်းဒါငိုတယ်လို့သာပြောပေမဲ့လည်းတည်ရမှာဒါကြိုပြီးငိုထားတာပေါ့နော်လူ့ဘဝရဲ့ကြောက်စရာကြီးဆိုတာကိုကြိုပြီးတော့ငိုထားတဲ့သဘောပဲအဲ့ဒါပေမဲ့တဖြည်းဖြည်းနဲ့ကိုယ့်ကိုတိဆောက်ပြီးတော့ကိုယ်ကိုယ်တိုင်ဒီအသားကျလာတဲ့အခါမှာပျော်ရွှင်မှုလေးတွေကိုဖန်တီးလာရတယ်တည်ရမှာဆိုတော့လူ့ဘဝဆိုတာကျတော့ဘာလို့တတ်ရှင်နေကြလဲဆိုတော့ ကျွန်တော်တို့မှလုတ်ဆရာရှိသေးလို့ပေါ့နော်လုတ်ဆရာရှိသေးလို့ကျွန်တော်တို့တို့ user သင်ခန်းစာရှိသေးလို့ကျွန်တော်တို့အသက်ရှင်နေကြရတယ်။နောက်နေ့မနေ့မိုးလင်းရေလုံးလုံးပွင့်နေရတယ်။ဆိုတော့လုတ်ဆရာမရှိတော့ဆိုတော့ကျွန်တော်တို့ဒီဆဲဝင်နေတဲ့ခန္ဓာနေရတာကွဲသွားမှာပေါ့နော်။ဒါဆိုတော့ကိုယ်မှလုတ်ဆရာမရှိတော့ mission နေ mission ပြီးရတော့မဟုတ်ပေါ့နော်။ကိုယ်တို့ကလုတ်ဆရာမရှိတော့ဆိုလို့ရှိရင်ပေါ့ကိုယ်တို့က အာကိုဒီဘလူဘမှာနေစရာအကြောင်းလည်းမရှိအောင်အခုဘာလို့တက်ရှင်လဲဆိုရင်ကိုတို့ကလောက်ဆရာကြီးဂျန်သေးတယ်ကိုပြုတ်ပြင်ပြောင်းလဲရမရလေးပေါ့နော်ဆိုတော့အဲ့အလီဂျန်နေသေးလို့ပေါ့အဲ့တော့ကိုတက်ရှင်တော့လဲကိုကျေးဇူးတင်ဖို့မမေ့နဲ့ပေါ့နော်အဲ့တော့ပျော်ရွှင်ခြင်းကကိုရဲ့ဒါမွေးရပါဖြစ်တယ်အဲ့တော့ကိုပျော်ရွှင်မှုကိုပျော်ရွှင်ခြင်းကိုကိုယ်တိုင်းပဲရှာဖွေရမယ်ပေါ့နော်အဲ့တော့သူများကိုပြောင်းလုပ်ပေးဖို့ဆိုတာတော်မရှိဘူးပေါ့နော်အဲ့တော့ကိုကိုယ်တိုင်းကဘယ်လိုပြောင်းနေရမလဲဘယ်လိုပျော်ရွှင်မှုရှာရမလဲကိုတို့ကပျော်ရွှင်မှုဆိုတာဘာလဲဆိုတာပြန်မေးဖို့တော့လိုအပ်တယ်ပေါ့နော်ဒါတရားကြောင်ကပျော်ရွှင်မှုမတူဘူးအဲ့တို့ကြောင့်မလို့ အဲတခြားလေးပေါ့ကိုပြောရှင်မှုကဘာလဲဆိုတာရှာဖို့အေဂျီရဲ့ကိုပြောရှင်မှုဥစားပေးဖို့ပေါ့နော်တိုးတော်လည်းပဲကိုကြောင့်တခြားလူဒုက္ခရောမရောက်စေနဲ့ပေါ့ဒါလေးကိုပြောချင်ပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကျတော့ကျွန်တော်ဒီမှာပေါ့နော် online beauty ပေါ့အဲ့ကိုအလှပေါ့ကိုလူတိုင်းမှာကွာဟိုကိုလှတဲ့နေရာကိုရှိပြီးသားကိုကိုကိုကြည်တန်ရင်တော့အဆင်ပြေတယ်ဒါတချို့လူတွေကျတော့ဘယ်လိုပြောရမလဲဆိုတော့ကိုကိုတင်ငယ်စိတ်တွေများတာပေါ့နော်အဲသူများရဲ့မြင်လို့ရှင်ပို့အားကြတာမျိုးတည်းမလားသူကတော့သူစပင်လေးကကောင်းလေးဒါသူမျက်နှာလေးက လှလိုက်တာသူ့အသားလေးရကောင်းလေအရလေးရရှေးလိုက်တာအဲ့လိုမျိုးပေါ့နော်ခြားလူပေါ်မှာသွားပြီးတော့ဟိုအဲ့လိုမျိုးပေါ့နော်ခြားလူပေါ်မှာသွားပြီးကြည့်မိတဲ့ခါကျတော့နှိုင်းချင်လို့ဖြစ်ပြီးကိုတို့ကတိုင်ငယ်စိတ်တွေဝင်တတ်တယ်ပေါ့နော်အဲ့တော့ဒီကတော့တချို့တော့အခုကြည့်နေတယ်မှာပေါ့နော်ကိုကိုတခုမှမကြိုက်ဘူးအလိုမကျဘူးဆိုတာဖြစ်နေလိမ့်မယ်ကိုရဲ့ခန္ဓာကိုယ်ကိုရဲ့ပိုင်ဆိုင်မှုတွေပေါ့နော်ကိုဖြစ်နေတဲ့ဒီလက်ရှိဘဝကိုကိုယ်တိုင်း အားလို့အားမြဲဖြစ်နေတတ်တယ်ဆိုတော့အဓိကတော့လူဝဲလူဝဲကတော့သူ့ရဲ့ story နဲ့တူလာတယ်အဲ့တော့ကိုတော့ကလည်းကိုပိုင်ဆိုင်မှုကတော့ပဲကိုရဲ့ရုပ်ရည်ကတော့ပဲဆိုတာပေးရတိုင်းပဲယူမယ်ပေါ့နော်ဆိုရရတော့ကျွန်တော်ပြုပြင်ယူလို့ရရဲ့လုပ်ယူလို့ရရရှိရဲ့မဲ့လုပ်ယူလို့မရလဲကိုကိုယ်ရဲ့လက်ခံတယ်ရင်တော့အဆင်ပြေပဲပေါ့နော်လူဝဲမှာကိုပိုင်ကိုစီပေါ့အလှရရှိကြတယ်အဲ့လိုကြောင့်မလို့တိတ်ပြီးတော့ဟိုကိုကိုကိုပေါ့နော်ပို့ပြီးချစ်တာကိုစူးစမ်းကြည့်ပါဒါဆိုတော့ကိုကိုမြင်တဲ့အမြင်ပြောင်းလာရင် စိတ်လည်းချမ်းသာပါလိမ့်မယ်ပေါ့နော် ော့နောက်ကကြတော့ဒီ self sabotage ပေါ့နော်အဲ့တော့ကိုကိုကိုမဖြက်စီးဖို့ပြောချင်တာလीဒီမှာအရွယ်တိုက်ပြီးလုံမိတာမျိုးတွေအရွယ်တိုက်တာမျိုးတွေပြည့်မလားဆိုတော့အဲ့လိုမျိုးကြီးလုံရင်မကောင်းဆိုတော့ကိုကတော့ဒါကိုရှောင်းအောင်မဲ့လမ်းကြောင်းမှာလည်းကိုအနှောက်ယှက်ဖြစ်စီအတားစီဖြစ်စီပေါ့နော်ဆိုတော့ကိုကကိုကကောင်းတဲ့ဘက်ကိုသွားမဲ့အစားအရွယ်တိုက်ပြီးတော့ငါကိုကိုဒီလိုဖြစ်အောင်လုပ်လိုက်မယ်လို့ကိုကကိုမကောင်းတဲ့ဘက်ကိုတွန်းပို့လို့ရှိရင်ကိုပဲနှောင့်နေရပေါ့နော်ကိုတိုးတက်မှုလမ်းကြောင်းတော့ကိုကိုယ်နှောင့်နေရအဲ့တော့ သိရမလားဒါလူငယ်ဆိုချားမှာဆိုဖြစ်နေဖြစ်တာရှိရလေအတက်ွက်ပြီဆိုလို့ရှိရင်အရက်ဒီအလွန်ကျွန်တောက်တာမျိုးသိရမလားစာရေးလွန်ကျွန်စာပြကြတော့ကိုကိုဓာတ်နဲ့မောင်းနိုင်အောင်ရှိတယ်တဲ့မလားအဲ့လိုမျိုးကြီးကွာဟိုငငငရွယ်တုံးကမရွယ်ဆန်ကြတာပေါ့သိရမလားဆိုတော့အဲ့လိုမျိုးလေးပေါ့အဓိကတော့ကိုကိုမဖြတ်စည်းနဲ့ကိုကိုမနာကျင်စည်းနဲ့သိရမလားဆိုတော့ကိုကိုနာကျင်စည်းရဲ့လူကကိုပဲတခြားလူကကိုကိုနာကျင်လောက်တာမဟုတ်ကိုကကိုကိုနာကျင်အောင်လောက်တာပေါ့နော်အဲ့တော့ကိုက attachment နေများတယ်ကိုကိုရင်ကဒီလို အနောင်ဖွဲ့ကြီးကိုသဘောကျတယ်အဲ့လိုမျိုးပေါ့နော်ကိုယ်ကိုယ်ကတ်တွယ်နေလို့သားဒီကိုယ်ကိုယ်နာကျင်ရတာပေါ့အဲ့တော့မကတ်တွယ်နေဘယ်ဟာမှဘယ်ဟာမှလည်းမမြင်ဘူးဘယ်ဟာမှလည်းဟိုကိုယ်နာမှအမြဲတမ်းလုံးရှိသွားမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုယ်ခန္ဓာနဲ့ကိုယ်စိတ်ဝိညာဉ်တွေကဒါအခုအတူတူရှိနေလို့ပေါ့အတူတူမရှိရင်အခုနှစ်ချမ်းကိုယ်ရမှာပဲလေနော်အဲ့တော့မမြင်ချင်းသဘောတရားလေးကိုလက်ကင်ထားမယ်ဆိုကိုယ်တပို့ပြီးတော့အဆင်ပြေလိမ့်မယ်အဲ့တော့ကိုယ်ကနာကြံမလို့နဲ့ကိုယ်ကိုသနာပါကိုယ်ကိုပို့ပြီးတော့ချစ်ပါကိုယ်ကိုပြန်ပြီးတော့ကြည်ကြည်ပေါ့နော်တခုလောက်တော့မယ်ဆိုစဉ်းစားကိုယ်ကိုငါတော့ပါကြိုးရှိမလဲ နောက်တော့ဘာတွေတိုးတက်မှုရမလဲမရဘူးဆိုလို့ချင်းကိုယ်တိုင်အဲ့နောက်ကိုပြန်လှည့်လာခဲ့ပေါ့နော်ဒါဆိုတော့ပို့ဆင်ပြလိမ့်မယ်ဆိုတော့ tomorrow သရုတ်ချကွာတော့ blog တော်တော်လေးဖြစ်နေတွေ့ရဲ့ဆိုတော့တော်တော်ချက်ကရီလင်လိုင်းလုပ်ဖို့အကြံပေးခြင်းပါတယ်ဆိုတော့နောက်တစ်ခါတော့ကျွန်တော်တို့ cleverness ပေါ့နော်ကျွန်တော်တို့အကြမ်းမြင်ပေါ့ကိုယ့်အတွက်ကဒီ intuition တွေအခုတလုံးမှာပို့ပြီးကောင်းလာနိုင်မယ်မကောင်းလို့ခံစားနေရရင်တင်ချလေး intuition ကောင်းဖို့အတွက်တရားထိုင်တာမျိုးတွေတည်မလားစိတ်ညင်အောင်ထားတာမျိုးတွေကိုယ့်ကိုပို့ပြီးတော့ကိုယ့်စိတ်ကို control လုပ်နိုင်အောင်စူးစမ်းပေါ့ တော့ချို့ဒီမှာတော်တော်များတော့လို့ပေါ့နော်တခုဆိုဂျိုတီးရာဂျိုမြင်တာဒီလိုမျိုးတွေခြေအောင်ရှင်နေအချို့ကြတော့အိမ်မက်တဲ့ဂျိုမတ်တာမျိုးတွေရှိနေမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးကိုတို့အချားမြင်ရတာမျိုးတွေဒါဝိညာဉ်တွေနဲ့ဆက်သွယ်နိုင်တာမျိုးတွေအမျိုးမျိုးပေါ့နော်ဒီမှာအများကြီးရှိနေမှာပေါ့နော်ကျွန်တော်ခံစားမိရဲ့အဲ့ဒီမှာလည်းပေါ်လာတယ်ဆိုတော့ကျွန်တော်တို့ဒါကိုကိုပေါ့ပြန်ပြီးတော့ဒါ awakening spiritual awakening ဖြစ်ထားတဲ့လူတွေရှိတယ်လို့ဖြစ်နေတဲ့လူတွေလည်းရှိရပေါ့နော်ပို့ပြီးတော့ဒီ spiritual ဘိုင်းပို့လုပ်ပေးမယ်ဆိုရင်တော့ကိုတို့ပို့ပြီးတော့အဲကောင်းလိမ့်မယ်လို့တော့မြင်နေပေါ့နော်အဲ့တော့ပို့ပြီးတော့ အသိဉာဏ်နေပွင့်လာလေးလေးသူများပို့ပြီးကဲနိုင်လေးပေါ့နော်အဲ့တော့အဓိကတော့တေချာလေးပေါ့နော်ကိုဘာလို့တင့်လဲကိုဘာလောက်အောင်လဲဆိုတာကိုလမ်းကြောင်းကိုရှာနေဖို့တော့အရေးကြီးဆုံးပါပဲဆိုတော့ဟုတ်ကဲ့ပါကျွန်တော်နောက်တစ်ခုအနေနဲ့ကတော့ဆော evolution ပေါ့နော်ကိုတိုးတက်ပြောင်းလဲမှုတွေပေါ့အဲ့ကိုဘယ်လိုတိုးတက်အောင်လောက်အောင်လဲဘယ်လိုပြောင်းလဲအောင်လောက်အောင်လဲသိမလားမနစ်ကကိုနဲ့ဒီနှစ်ကိုနဲ့ဘာတိုးတက်လာပြီလဲဘာပြောင်းလဲလာပြီလဲကိုစိတ်နေစိတ်သဘောထားဒါတွေကရောတိုးတက်ပြောင်းလဲလာပြီလားကိုရဲ့အရင်ခံယူချက်နဲ့အခုခံယူချက်ကရောတူလားကိုကိုရင်က လက်ခံနိုင်ပြီလားအရာလုံးပေါ့နော်။အဲကျွန်တော်ကလက်ခံခြင်းဒီ acceptance ကတော့အရေးကြီးဆုံးပဲပေါ့။ကိုယ်လက်မခံနိုင်လို့ရှိရင်ကိုယ်တို့ကစိတ်ပင်ပန်းမှုပုံများတယ်ပေါ့။သိမလား။ကိုယ်ကိုယ်တိုင်လက်ခံလိုက်ပြီဆိုတော့ဒါအေးချမ်းပါဘူး။သိမလား။အလုံးလက်ခံလိုက်ပြီးသွားပြီပေါ့နော်။ဆိုတော့တခုပြဿနာဖြစ်တယ်။အဲ့ဒါကိုမဟုတ်ဘူးလို့ညင်နေပဲဆိုဟုတ်တယ်လို့အမှလို့ပြရမလဲ။ဟုတ်။အကြောင်းအရာမျိုးမျိုးတော့ရှိရပါပေါ့နော်။ဆိုတော့အရန်ကြီးဟိုတကယ်လောက်အမဲ့အရာကြရင်တော့ညင်ရမယ့်အရာကြရင်တော့ညင်ပေါ့။ ုံတိုင်အောင်ဆိုရင်လက်ခံလိုက်တာအကောင်းဆုံးပဲတည်ရမလားအော်ဟုတ်ပါသည်ဆိုပြီးတော့ကိုတော့ပဲကိုကြည့်ပြီးလက်ခံလိုက်ပေါ့အဲ့လက်ခံခြင်းဆိုတာကြတော့ခက်ခဲတယ်ပေါ့နော်ဆိုတော့တုံတိုင်အောင်သူကလက်ခံဖို့ဆိုတာတော်တော်လေးခက်ခဲတယ်အဲ့ဒါကြောင့်မလို့ကိုကိုရင်ကလက်ခံတတ်အောင်စူးစမ်းကြည့်ပေါ့အဲ့ဒါလည်းတရားသဘောရင်းနဲ့ပြည့်နှက်နေမှာကိုယ့်ရဲ့မှာအတွင်ပိုင်းစိတ်ငြိမ်မှုရှိမှရတာပေါ့နော်။အဲဆိုလူဆိုတာကြတော့အမြင်နဲ့တခုကိုဒေါသထွက်အောင်လုပ်တယ်စိတ်တူအောင်လုပ်တယ်ဆိုရင်စိတ်တူကြရပြီဒေါသထွက်ကြရပြီနော်။အဲဒါကြောင့်မလို့တုံတောင်ဆိုလို့ရှင်တော့ဟိုကိုယ့်ကို ထိပါလာပြီဆိုရင်တော့ ဟိုလက်မခံကြဘူးတည်မလားတွန်းတစ်ခုခံတယ်ပြန်ညင်းတယ်ပြန်ညင်းပွားတယ်အဲ့လိုပြောလိုက်လို့လေဒီညင်းပွားပြီးရန်ဖြစ်တာပဲရှိမှာပေါ့နော်အဲ့တော့တက်တစ်ဖက်ဖက်ကရှော့မှာအဆင်ပြေတာကျွန်တော်ပြောချင်တာလေရှော့ကြည့်လိုက်ကိုကိုတင်းမာနေမယ်စားတယ်မလားသူကငါ့ကိုဒီလိုသေးရပဲငါကလိုလုံးရမယ်ဆိုတော့အဲ့လိုလုံးမယ်စားရှော့ကြည့်လိုက်ပေါ့နော်ရှော့ရယ်ဆွဲညာမှာလဲပြီးပြီးရှော့ခိုင်းတာမဟုတ်တကယ်ကိုပဲစိတ်ကြည်လက်စိတ်ကြည်နှမှုရှိရှိနဲ့ရှော့ခိုင်းတာပေါ့ တော့ကိုယ့်ဘက်ကဒီလိုမျိုးစိတ်ကျင်နေမှုရှိချော့ပေးလိုက်မယ်ဆိုလို့ရှိရင်တစ်ဖက်ကလည်းဩမတစ်ဖက်ကရောင်းတက်လာရဆိုရင်တော့တဲလွတ်ထားပေးလိုက်ဟုတ်ဆိုဟိုတကယ်စိတ်ရင်းမှန်လို့ရှိရင်တော့သူပြန်ပြီးအမြင့်တာပြန်ခံစားရတယ်ပေါ့နော်အဲ့တော့မြင့်တာပေးတိုင်းမြင့်တာပြန်ရလားဆိုတော့ပြန်ရတယ်ဒါပေမဲ့အဲ့လူစီကပြန်ရတော့မဟုတ်တခြားလူတွေကြီးကပြန်ရတာပေါ့နော်အဲ့လိုပုံစံမျိုးလေးဒါအသွားပြန်ရမြစ်တာရှိပြီးသားပေါ့နော်အဲ့တော့ချိန်တစ်ခုပေးလိုက်လို့ရှိရင်တော့သူအဲ့မြစ်တာပြန်ရလာလိမ့်မယ်ကိုပေးထားတဲ့အဲ့လူကြီးရဲ့မြစ်တာပေးလိုက်တဲ့အဲ့လူကြီးရဲ့မြစ်တာကိုစီပြန်အောင်လိမ့်မယ်ဒါပေမဲ့အချိန်တော့ပေးရတယ်အဲ့အတွက်ကြောင့်မလို့နည်းနည်းပေါ့နော် ဆိုအရင်ရောမမျော်လင့်တာကောင်းတယ်ကျွန်တော်အမြဲပြောနေကြတယ်မင်းအဲ့တော့မမျော်လင့်တဲ့တရားလေးပဲအရှိရှိတိုင်းလေးကိုယ့်ကိုပုံစံကိုယ့်ပုံစံနဲ့လေးကိုနေမယ်ကိုယ့်ကိုကြည့်ပြီးတော့ပဲရှေ့ဆက်သွားမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော်ကျွန်တော်ကြောင့်မေကောမိထားတဲ့သူတွေတော့ကတော့ကျွန်တော်ဒီမှာပေါ့နော်အဖြေကတော့ကျွန်တော် within the next few months ပေါ့နော်အဲ့တော့ကိုတို့ကနောက်ထပ်လအနေငယ်ကြလို့ရှင်ဖြစ်လာလိမ့်မယ်နောက်နောက်3လ3လလပေါ့နော်အဲ့အဲ့ချိန်မှာကိုတို့ကဖြစ်လာလိမ့်မယ်ဘာဆူတောင်းလာလဲမသိဘူးအဘာမိထားလဲမသိဘူးမြဲကိုတို့ဖြစ်လာနိုင်ခြေရှိရယ်ပေါ့နော်ဒါလေးပြောချင်ပါတယ် တော့နောက်ဆုံးအနေနဲ့ဒီ story cut လေးပေါ့နော်ဒါလေးကိုကျွန်တော်ပြပြပါမယ်ဆိုတော့ဒီမှာတော့ကျွန်တော်တို့ fears ပေါ့နော်ကျွန်တော်ရက်ဆက်တာကြမ်းကြုတ်တာလို့ပုံစံမျိုးအဲ့တော့ရက်ဆက်ကြမ်းကြုတ်တယ်ကျွန်တော်မှဆိုလို့ရှိရင်ကောင်မလေးတရားပေါ့နော်အနီအောင်ဝတ်ဆောင်လေးဝတ်ထားတယ်သိရမလားမသိရလေးရလဲခေါင်းမမသိရလားပန်းလားမသိဘူးနော်အော်ဘီနာမှာလဲပန်းပေါင်းဆောင်လေးမှာသိမလားနူးညံ့တိမ်မွေးရဲ့ပန်းပေါင်းဆောင်လေးမှာသူကသူတယောက်တည်းကအမခေါင်းစဉ်ရကြော fears ဆိုကြမ်းကြုတ်တာပြောကြတယ်နော်အဲ့တော့ကြမ်းကြုတ်တာဆိုတော့ကျွန်တော် အတွေးပေါ့နော်ကျွန်တော်ရဲ့ဒါ story ကကြာပါလဲဆိုတော့ဒီဘလတ်ဟိုလို့ပြောရမလဲနွန်းနွန်းညံ့တဲ့သင်မွေးပေါ့နော် ကိုစိတ်ကိုနွန်းညံ့တဲ့သင်မွေးထားဖို့ပေါ့အဲ့တော့ဟိုကိုစိတ်ကဆင်းရဲကြမ်းကြုတ်နေမယ်ဆိုလို့ရှိရင်ကိုစိတ်ကရက်စက်တဲ့စိတ်ဖြစ်နေမယ်ဆိုရင်ကိုတို့ကအဆင်မပြေဘူးပေါ့နော်အဲ့တော့လောကကြီးမှာဆိုလို့ရှိရင်လည်းဟိုမစိတ်ကိုမအောင်ထားလို့ရတယ်ဒါပေမဲ့ရက်စက်ပြီးတော့ကြမ်းကြုတ်တဲ့ဘက်မှာသွားစင်းနေပေါ့တံမအောင်ထားတာကိုစိတ်ကို strong ဖြစ်အောင်လုပ်တာမျိုးက အဆင်ပြေရေပေါ့နော်။ဒါဆိုဒီကိုယ်စိတ်တန်မာနေမှာပဲဒီလောကမှာနေရတာအဆင်ပြေမှာလीပဲဆိုလောကကြီးကတကယ်ကိုရက်ဆက်တယ်ပေါ့နော်။ရက်ဆက်တယ်။အဲ့ဒီကြောင့်မလို့ကိုယ်ကိုယ်ကတန်မာနေမှာသာရှေ့ဆက်သွားလို့ရမှာပေါ့နော်။အဲ့တော့ကန်ကန်ကြိုပဲကိုပါလုံးမလဲလုတ်တဲ့ຢာကုစီပြန်လာမှာပဲ။တယ်မလားဆိုဟိုဘာကြီးလုတ်ခဲ့လဲအရင်တိတ်ဘွားလုတ်ခဲ့ရတယ်လေအခုချိန်ဆက်ရဆက်ရမယ်ဒီဘွားလုတ်ခဲ့ရတယ်လေနောက်ကျရင်တစ်ချိန်ကျရင်ဆက်ရဆက်ရမယ်ပေါ့နော်ဆိုတော့ကာမဆိုတာကြတော့ကျွန်တော်သွားဘယ်လိုပြောရမလဲခုလုတ်ပြီဆိုရင်အဲ့ဒါနဲ့ပတ်သက်တဲ့ကိုလုတ်လက်တဲ့ຢာရဲ့ ကိုစိတ်ပေါ့နော်စိတ်ကဘယ်လိုမျိုးစိတ်နဲ့လှုပ်လိုက်လဲဆိုတော့ဘမူတီဘီကိုစီပြန်လာတိုက်ရေပေါ့နော်အဲ့တော့ကာမကကြတော့လိုက်ကိုလိုက်တယ်နောက်ဘွားထီအောင်မကူဒီဘွားတစ်ခုလောက်ရင်အခုပြန်ဖြစ်တဲ့အရာအယောင်ရှိရေပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကိုလှုပ်လိုက်မိရဲမှားတယ်ဆိုချင်အဲ့လူကိုတောင်းပန်ရမယ်တဲ့မလားအဲ့လူပမာဒါနည်းနည်းပေါ့နော်ကိုအမားဖြစ်တဲ့စိတ်ကိုကိုယ်ကိုယ်ဝန်ခံရမယ်ဒါဆိုတော့ပိုကောင်းနေမယ်မဟုတ်ရင်တော့ကိုလှုပ်လိုက်တဲ့ຢာလေးကာမပြန်လာရင်နှစ်ဆလောက်ပြန်လာတာဆိုတော့ ဟိုတို့အဆင်မပြေဘူးနော်အဲ့တော့အဓိကတော့အခွန်လန်းတော့အချိန်တိုင်မြန်စောင့်နေရပါဘောနော်ကိုတခုမကောင်းတာခုလောက်လိုက်မိရယ်ဘာမှဖြစ်ဘူးအေးစေး10နှစ်5နှစ်ဒါပေမဲ့အိတ်ကောင်မသည်ဘယ်တော့ပြန်လာလဲအချိန်တိုင်မြန်အတိအကျစောင့်မပြေတော့9နှစ်နေမှလည်းပြန်ပြန်လာတယ်အဲ့လိုပုံစံမျိုးဘောနော်အဲ့တော့ဘာဖြစ်ဖြစ်ဒီကောင်းတာတွေပဲလုပ်ဖို့ဘောနော်ကောင်းတာတွေပဲပြောဖို့အဲ့တော့ရုပ်ရင်းကြမ်းတမ်းတာမျိုးတွေကကြတော့ဟိုမဖြစ်တာအကောင်းဆုံးပဲဘောနော်အဲ့လိုမလုပ်တာအကောင်းဆုံးပဲကိုယ်အနေနဲ့နှုတ်ကိုစောင့်စည်းရမယ်စောင့်ထိုင်းရမယ် နုံနုံညံ့ညံ့ကျဉ်ကျဉ်နာနာပေါ့နော်ဒါလေးပြောတတ်ဖို့အဲစူးစမ်းဖို့လိုတယ်ပေါ့နော်ဆိုတော့ဘယ်လောက်ပဲကိုတို့ကဘယ်လိုပြောရမလဲဟိုအရန်မကောင်းတဲ့ပတ်ဝန်းကျင်ရောက်နေပါစေကိုကိုရင်ကအဲမကောင်းတဲ့လူဖြစ်မသွားဖို့ပေါ့နော်ဆိုတော့ဒါစူးစမ်းဖို့တော့လိုရလို့ထင်ပါတယ်ဆိုတော့ဒါကကျွန်တော်မြင်တဲ့ကပ်ကိုကျွန်တော်ခန်းစားမိအောင်ပြပြပြရပါတော့ဆိုတော့အဓိကတော့ကိုကိုဒီ story လေးကိုကိုဘယ်လိုမြင်လဲပေါ့ကိုကိုကြည့်ပြီးတော့ပဲဒါ view ပေါ့နော်ဒီ story ကို အားပြောကြပါမယ်ကျွန်တော်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ကတော့နည်းနည်း energy ကအရင်ကြီးကောင်းနေရတော့မဟုတ်ဘူးเนาะကျွန်တော်ဟိုယူလိုက်မိရဲ့ energy ကနည်းနည်းဟိုစိတ်ကလေးစိတ်မပါလက်မပါအဲ့လိုပုံစံမျိုးတွေမှာလှုပ်ချင်လို့လို့မလှုပ်ချင်လို့လို့ပြင်းတယ်လို့လို့ပါလို့လို့အဲ့လိုမျိုးပေါ့နော် energy ကလေးဟိုစိတ်မရှိဘူးပေါ့စိတ်မရှိဘူးအခုဆိုလို့ရှိရင်နည်းနည်းလှုပ်ရလှုပ်ချင်စိတ်မရှိရောအဲ့လိုပုံစံမျိုးပေါ့နော်စိတ်ကလို့ပြောင်းလဲရမ်းမြန်တဲ့စိတ်မျိုးဖြစ်နေတယ်။ဒါကခုနကကျွန်တော်ပြောခဲ့လို့ပဲဒီမှာတော့ဒီ emotion နဲ့ပတ်သက်ပြီးတော့ဒီတော်တော်များလူတွေကပေါ့နော် emotion ဒီမှာ ြီးရဲ့တော်များတော့ဒီ emotional ပတ်သက်ပြီးတခုခုဖြစ်နေရတွေ့ရဲဆိုတော့နည်းနည်းပါเนาะတရားထိုင်ပြီးကိုယ်စိတ်ကိုငြိမ်းချမ်းအောင်ထားဖို့အကြံပေးချင်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါဒါတော့မြင်တဲ့ဟာလေးပေါ့เนาะဆိုတော့အလုံးမဲ့ဒါကိုယ့်ကိုယူဆိုင်ဖို့ပေါ့เนาะအဲ့တော့ဘယ်ချိန်မှာပါဖြစ်မလဲဆိုတော့မသိဘူးအဲ့တော့လက်ရှိချိန်လေးမှာအကောင်းဆုံးနေပြီးတော့အကောင်းဆုံးရှင်သန်သွားဖို့ပဲကျွန်တော်တို့မှာကျင်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါအားလုံးကျေးဇူးများတင်ပါတယ်အဲ့တော့ resident ဖြစ်ရင် comment တွေမှာမှတ်မိကလေးရပါတယ်အားလုံးနောက်ထပ်ဗီဒီယို podcast တွေမှာပြန်တွေ့ပါမယ်အားလုံးကောင်းသောနေ့တွေဖြစ်ပါစေဗျ bye bye